in your area ရှိမတည်ဘူးပြိတ္တတရားတော့တားအောင်ကြီးစုရဲ့မဆေရခြင်းနေတဲ့အလေကအမစုကစမိန်နဲ့လီစာပဲဟာလို့၄ယောက်လို့ black pin နဲ့တူနေလို့အာနဲ့ရိုက်ကြမလားဆိုတော့အမဖာစီကတည့်ရတဲ့အတန်နဲ့လောက black pin အင်ဂျင်နီယာအဲ့ဒါလေးကအရန်ပေါက်သွားတယ်အဲ့ဒါ idea ပေးလိုက်တာဟဲ့လေရိုက်ရိုက်ကြမလားလို့ဆိုတော့ဟဲ့ရိုက်မယ်ရိုက်မယ်ဆိုပြီး လေးအရင်ဤရရွှေတင်မှာတကြံကားလေးရိုက်တာတကြံကားကိုလို့စရဲ့ထဲကအာဘသူတွေပါမှာလဲရင်လို့ဆိုအမဆူအမဖာစီအမဆွီဆိုအာရိုက်မယ်ရိုက်မယ်လို့အရင်ခွေရမှာလို့အမဆူကိုအမဖာစီကိုနဲ့အပြည့်မှာပြမတော့စုံဘူးတယ်ဒါပေမဲ့ဆက်ကားရိုက်ကအဲ့ကားမှာစဆုံတာအရှင်းကြီးရတယ်အရန်ကိုအဲ့လိုလုံးဝလည်း happy vibe အဲ့လိုရှူတင်ရောက်ပြီဆိုတော့လည်းအဲ့လိုကိုကလည်းအည်တန်တော့လေ အဲ့ဗီဒီယိုလေးဆိုလည်းဘာရမဟုတ်ဘူးဟာလို့လေးယောက်လို့ black pin နဲ့တူနေလားအဲ့နဲ့ရိုက်ကြမလားဆိုတော့မမဖာစီကတည့်ရတဲ့အတန်နဲ့တော့ black pin အင်ဂျင်နီယာအဲ့ဒါလေးကအရင်ပေါက်သွားအဲ့ဒါ idea ပေးလိုက်တာဟဲ့လေရိုက်ရိုက်ကြမလားလို့ဆိုတော့ရိုက်မယ်ရိုက်မယ်ဆိုရ Let me in your area ရှိမတည်ဘူးပြိတ္တတရားတော့တားကိုကြီးစူးရဲမဆေရခြင်းနေတဲ့ လေကအမစူကစမိန်နဲ့ဆိုလီစာပဲအမဂျန်ဒီမပါရှိဘူးအော်ရိုစီဘလက်ပစ်ကမ်ဘတ်တတော်မှာပေါင်နေအဲ့ဒါတော်တော်ခွေရတာပါအဲ့ကားရဲ့တော်တော်ခွေရတာအသားလေးအဲ့လိုရီကျင်တဲ့စိတ်ကမနေထိန်တာအဲ့ကြောင့်ခဏခဏပြန်ရိုက်ကြအဲ့လိုရီကျင်နေရကွာမောဖာစီကလည်းအဲ့လိုအတန်းလေတူအဲ့လိုပြောတတ်တယ်ကွာအဲ့လိုဆိုလို့တော်တော်ပျော်ဖို့ကောင်းနေပါရဲ့အဲ့ကားလေးကလေဟုတ်မပွေ့ရ မရှိတာနဲ့တော့တဲ့ထိုက်ရောက်အောင်ဆင်းနေရှင်အဲ့လိုပြောရဒရိုက်တာကလေဒီတောက်လျှောက်ရိုက်ခဲ့ကားလေးတွေကလူငယ်ကားလေးပုတ်ပုတ်ပပနဲ့ဟာတာကားလူမျိုးလေးညားရပေါ့နော်ဆိုတော့ဒါဒရမာတော့ပြန်ရိုက်မယ်အဲဒရမာလေးတော့ပြန်လှည့်ချင်တယ်ပေါ့နော်ဒရမာနဲ့နည်းနည်းလေးဟာနေရဆော့ဒါပေမဲ့အခုလာမဲ့ကားတွေကဒရမာကြီးပဲဒီမြေစားကလည်းဒရမာပြီးတော့၆လပိုင်းလောက်ကြာရင်လာမဲ့ဇလံတွဲရကြတော့မရေဂျုံပေါ့နော်မရေဂျုံလည်းလာတော့မယ်မဟာမာလာမှာအိုက်ကားဆိုလည်းလုံးဝ heavy drama ကြီးပေါ့အဲ့လိုဆော့ ပြီးလေးပြခွဲချင်းလာမလားမသိဘူးရုပ်ရှင်ကားကြီးပဲသူလည်းအဲ့လိုမျိုး horror drama လိုမျိုးဆို drama ကြီးတော့တောက်လျှောက်တော့မြင်ရမှာပေါ့နော်ဟုတ်ဒါပေမဲ့နှစ်ကတော့ကို drama ကားကြီးလုံးကြည့်ပါဦးဒီနှစ်ပေါ့ဒီနှစ်ကတောက်လျှောက်တက်မှာမနှစ်ကရိုက်ခဲ့တာဒါလေးအကုန်လုံးမြေစာဆိုလည်းလွန်ခဲ့တဲ့နှစ်လုံးကတနှစ်ကွက်တိပေါ့နော်၃လပိုင်း၄လပိုင်းလုံးကအပူလိုင်းဖြစ်နေတဲ့အချိန်53နေပါပဲဖြစ်နေတဲ့အချိန်မှာဒါတို့အလိုတေချာလေးစူးစမ်းပြီးရိုက်ထားကြပါပေါ့နော်လုံးကချွေးချွေးပြန်ပြီးတော့ဟုတ် တစ်နှစ်မြောက်မှာယုံတင်တာပေါ့နော်ဟုတ်ဒီသားနဲ့လည်းကေပရီယာတော့နေတယ်ဘယ်လိုလဲမန်နေဂျာပြောနေကြတယ်ဒီသားအဲအခုအတွက်တော့အများကြီးမျောလင့်ထားတယ်အခုရမယ်ထင်တယ်အဲ့လိုအခုဘာလို့ဆိုတော့သူတခြားလေးစူးစမ်းအထုတ်ထားတာညင်ရရယ်ပေါ့နော်ဒီသူကိုယ်တိုင်အမိုက်ကန်နေပါတိသွားပြီးတော့ဒီ character ပြပြအောင်လို့အခုကအများကြီးစူးစမ်းထားတယ်ပုံမှန်လို့ဆိုဒီလိုလုံးနိုင်မှာမဟုတ်ဘူးလीဆိုတော့အခုအတွက်တော့ရင်ခုန်မေးနေပါတယ်ဟုတ် ါကတော့ကြည့်ပြီးတော့တော့ဝေဖန်မေးကြပါအောင်ထရေလာမှာတားရဲ့အပိုင်းလေးတွေကနည်းနည်းလေးနင်းနေရဆိုတော့လောက်ွက်ရရလားမရဘူးလားကောင်းလားမကောင်းလားဆိုတာ28ရက်နေ့ကျရင်အကုန်လုံးတွေ့ရမှာဆိုတော့တော့ဝေဖန်မေးကြပါအောင်တားတော့မညွန်လေးရပါအောင်ညီမလေးအကွာလမ်းဘေးမှာအမိုက်သိန်းနဲ့စီပင်ဝင်နေဆိုတော့သူတို့တိသွားလို့ရှင်ညီမလေးဘယ်တော့မှတိတ်ခါကြာနေတကယ်တော့ဒါအိမ်မှာအကြီးဆုံးအကြီးဆုံးဆိုတော့ အာဒီကားရိုက်နေတဲ့အချိန်မှာငါမောင်နေငါညီမရေးတာငါ့ကိုအဲ့လိုမျိုးဆက်ဆက်ရင်ဆဲစိတ်နေပေါ့နော်အဲ့လိုတော်တော်လေးတော့တင်ငန်းစာရရပေါ့နော်ကိုကိုရိုင်းကအိမ်မှာအကြီးဆုံးဟိုမှာရိုက်ကားရဲ့ character ကအငယ်ဆုံးဟိုမှာအကြီးဆုံးစော်ကားရဲ့ character ဆိုတော့လေအာဒါကဒီကားကိုကြည့်ရဆိုလို့ရှိရင်တော့ယူတဲ့ရင်တင်ငန်းစာရအများကြီးရပါတယ်ရှင်ဟုတ်အဲမုံစရာကြီး character ကလေအဲ့လိုတည့်ရမလားကိုရဲ့ကျေးဇူးရှင်အကိုမှာအဲ့လိုအိမ်ဘယ်လိုပြောရမလဲ မကောင်းမြင်စိတ်ကိုများနေရအောင်အကိုကိုအကိုအရင်ကိုအလိုကြည့်မရဖြစ်နေတာအကိုအရင်ဆိုရင်ငယ်တော့ကလေးကအလိုအဖေလိုနေရမှာကို့ရှာကျွေးခဲ့အကိုအဲ့ဒါကိုတည့်ရမလားကျေးဇူးနာမလဲပဲနဲ့အကိုဘာလို့လို့ကိုကို့မျက်လုံးထဲမှာ cross တွေဖြစ်နေတာပေါ့နော်အဲ့လိုမျိုးဆိုတော့တော်တော်လေးတော့ character ကအဲ့လိုဆိုးပါတယ်အများကြီးတော့ဆဲကြမယ်ထင်တယ်ပေါ့နော်ပြီးရခါကျတော့ဒီကားရဲ့မှာအာတုံးထားတဲ့တချို့ dialogue ရယ်ဆိုလို့ရှိရင်လည်း ည်းနည်းလေးကျန်းနေပေါ့နော်အဲတာကိုရိုင်းမပြောရှင်အောင်ဒါပေမဲ့လည်းအာ dialogue ကဒီတိုင်းပြောမှာပဲဒီဆင်းမှာဒီလိုအတိတ်ပဲတက်ရောက်မှာပေါ့အဲ့လိုဆိုတော့ဒီတိုင်းပြောခဲ့ရပါရှင်အဲ့တော့ဒါကြိုပြီးတော့ဒီစီပင်ကအကိုရေအမရေပေါ့နော်ဒါအနေနဲ့ဒီနားကနေအာအားလဲနာပါတယ်တောင်းလဲတောင်းမှန်ရှင်ပါရဲ့လို့ဒါပြောခဲ့ရတဲ့တချို့စကားလုံးတွေမှာအာဘသူ့ကိုမှထိခိုက်စေခြင်းနဲ့ဇန်နာမရှိပါဘူးဒါဇလန်းသဘောအရသာတို့ဒီဇက်ွက်အရလှုပ်ထားရတာမျိုးလေးဆိုတော့ တောက်နားလည်းပေးနိုင်မယ်လို့ထင်ပါတယ်လို့ဟုတ်ညီမလေးလည်းတီဗီရောကဖြစ်နေလို့လေထမင်းတူတူမစားခြင်းပါထမင်းလည်းဆိုအတူမစားခြင်းကြောင့်ဟုတ်လားမင်းကပြောလိုက်ပါလားရှင်းခုံနဲ့အများကြီးဘာလို့လဲဆိုတော့ဒုတိယကားဒီကားလေးကဒုတိယကားဆိုပေမဲ့တာရဲ့ရုပ်ရှင်ကားကြီးကပထမဆုံးရိုက်ထူးတဲ့ကားဒီကားနဲ့စတာရုပ်ရှင်ကအဲ့လိုဆိုတော့ character လည်းတီချာလုတ်ွက်ရရယ်ဇလန်လည်းအရင်ကောင်းနေဆိုတော့ အာအများကြီးရင်ခုန်တယ်ဒီ character အကုန်လုံးအတွက်လည်းရင်ခုန်တယ်လို့ဒီကားအတွက်လည်းအများကြီးရင်ခုန်တယ်ကားလေးကိုဒီ28ရက်နေ့မှာအကုန်ပြပြီပေါ့နော်ဆိုတော့အကုန်လုံးရုံသွားကြည့်ပြီးတော့တို့တစ်ဖွဲ့လုံးစူးစမ်းထားတဲ့ကားလေးကိုတေချာလေးဝေဖန်ပြီးတော့အကြံပြုပေးပါအောင်လို့ဒီ character လေးကိုလည်းအရင်အမဆဲကြပါနဲ့ပေါ့နော်။အော် character ဆဲလို့ရပါတယ်။တောက်မဆဲကြပါနဲ့။ရတရရခဲ့ချင်ပါလေ။ character ကတော့ဆဲလို့ရပါတယ်။ဟုတ်ပါဘူး။ဒီစစ်တမရဲ့